တကြောပြန်တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်အတွင်းစစ်ကော်မရှင်တပ်ရဲ့ဘုံတန်တဲ့ရခိုင်ပြည်သူတွေဟာပြည်လဲထူထောင်ရေးအပါအဝင်စာနယ်ရေးခါအတွက်အခုအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အသက်ဆုံးရှုံးရသူတွေတရားရရှိပြီးမတန်ဆန်ဖြစ်မှုအိုးအိမ်ဆုံးရှုံးမှုနေရဲဆွန့်ခွာရမှုတွေရှိသလိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေနဲ့လည်းရင်ဆိုင်နေရတယ်လို့သိရပါဗျ။ ရခိုင်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုအရခတက်တော်လက်အောက်မှာရှိတဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာဘူပေါင်းဆောင်ရွက်ရေးယုံ HDCO ရဲ့ကုညီထောက်ပံ့မှုတွေရှိနေပေမဲ့မလုံလောက်ပဲလိုအပ်ချက်ဟာမြန်မာနိုင်ငံဖြစ်တယ်လို့သိရပါတယ်။ရှင်နေကတော့သူတို့ကစွာရင်တောင်းရကတော့တခါတခါလေးဟို NGO တွေကကုညီပေးတဲ့ဟာလေးသူတို့လာရတယ်တချို့လူတွေဆိုလို့ရှိရင်လေပတ်စံရှင်တွေလို့ရွှေတွေကိုရောင်းမှုတော့စားတယ်။များသောအားဖြင့်အဲ့လိုပါပဲ။ သူတို့ကပြန်လည်ထူထောင်ဖို့ဆိုတာကတော့မလွယ်ပါဘူးဒီလက်မြေတဲကိုတသိညွတ်ပေးရတယ်ဒီဘက်မှာနောက်တစ်ခါဝါတော့တစ်တူလဲဈေးကြီးတယ်အဲဒါဆိုလို့ရှိရင်ဥမာတိုက်တည်ပျက်စီးသွားတယ်ဆိုလို့ရှိရင်အဲအဲတိုက်ပေါ်မှာတိုက်မြင်နေရမှာပဲတင့်လေးဆောက်ပြီးတော့နေရတာလည်းမရှိသေးတယ်ဒါပေမဲ့ပြန်လည်ထူထောင်ရေးဟိုအဲ့လိုပဲနေရတယ်တချို့ဆိုလို့ရှိရင်ကုကြီးပြည့်တဲ့သူကတော့ မရှိပါဘူးအခုနပြောသလိုစာဝဲနေရတဲ့ဥမာ HDC ကအကူအညီပေးတာလည်းရှိတယ်နိုင်ငံကအဖွဲ့အစည်းကအကူအညီပေးတာလည်းရှိတယ်ဒီလောက်ပါပဲရခိုင်ဒေသခံတွေဟာစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့စစ်ကောင်ရှင်လက်အောက်ခံစစ်သားတွေထောင်ထားတဲ့မိုင်းတွေစစ်ကြံလက်နက်တွေကြောင့်ကိုယ်အင်ကဆုံးရှုံးတာအပြင်နာတာရှည်ယောဂကူးဆက်မှုတွေပါကြုံတွေ့ခံစားနေကြရတယ်လို့သိရပါဗျ။ ဆစ်ချောင်းစကန်တွေမှာရှိတဲ့ရခိုင်ပြည်သူတွေဟာစစ်မှားရေးဆိုင်ရာစောင့်ရှောက်မှုအတွက်စစ်ရုံစည်းကမ်းတွားရောက်ရန်အတွက်လမ်းခီးခက်ခဲခြင်းစစ်ရေးပိတ်ဆို့မှုတွေနဲ့လုံခြုံရေးအခြေအနေတွေကြောင့်လည်းအချိန်မီစေကူတမှုခံယူခွင့်မရရှိခြင်းတို့နဲ့ပါရင်ဆိုင်နေရတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ဘုံတံတင်ပြီးအသက်ရှင်ကျန်ရခဲ့ရသူတွေဟာပြစ်စည်းဥစ္စာဆုံးရှုံးမှုအပြင် စိတ်ဓာတ်ရတွေကိုပါကြုံတွေ့ခံစားနေကြရပြီးဆုံးရှုံးသွားတဲ့နေအိမ်တွေပြန်လည်တည်ဆောက်နိုင်မှုအတွက် ကူညီပေးနိုင်မယ့်အဖွဲ့အစည်းတွေလည်းမရှိဘူးလို့သိရပါတယ်။ကိုယ်ပိုင်ဆိုင်မှုတွေအိုးအိမ်တွေဖျက်ဆီးခံရပြီးပိုင်ဆိုင်မှုတစုံတရာ မရှိတော့တဲ့အပြင် ပြန်လည်ထူထောင်မှုအခက်အခဲကြုံရတဲ့ရခိုင်ပြည်သူတို့ရဲ့ရင်ဖွင့်တဲ့ကို လုံခြုံရေးအတန်းစားထိုးဖက်ပေးထားပါတယ်။ကျမတို့လိုဘုံတန်တင်ပြီးအသက်ရှင်ကျန်ခဲ့တဲ့လူတွေအတွက်တော့အကြီးမားဆုံးဒုက္ခစိတ်ဒဏ်ရာပဲ။ကိုယ့်အိမ်ကိုဖျက်ဆီးပစ်တယ်၊ကိုယ့်ဘဝကိုဖျက်ဆီးပစ်တာကိုကိုယ်တိုင်မြင်လိုက်ရတာဘာနဲ့မှကုစားလို့မရတဲ့နာကျင်မှုတစ်ခုတစ်ခုပဲ။ အင်းတွေလုံးဝပျက်စီးသွားလို့ဘာမှပြန်ရစရာမရှိတော့ဘူးဟွာကြီးမှာအဲ့ဆုံရှုံမှုတွေနဲ့တူဒီစိတ်ဓာတ်ရာတွေကလွယ်လွယ်နဲ့ပျောက်သွားမယ်လို့မထင်ဒေတာရင်းတိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်အတွင်းကလူဦးရေတိန်းနေစီနေရဲဆွန့်ခွာထွက်ပြေးနေကြရပြီးဒေတာရင်းက IDB စခန်းတွေဖုန်ကြီးကြောင်တွေနဲ့ရခိုင်ပြည်ပြည်မကိုတွားရောက်ခိုးလုံနေကြရပါတယ်ဒါအပြင်ဒေတာရင်းအလောက်ကန်ရှားပါတာ ပိတ်ဆို့ကန့်သတ်ခံရမှုတွေအပြင်စားနပ်ရိက္ခာနဲ့အခြေခံလိုအပ်ချက်တွေဟာလည်းရရှိဖို့ခက်ခဲနေတာကြောင့်ငမို့ခေါင်ပွားမှုအန်ဒီယန်နဲ့ပါရင်ဆိုင်နေကြရတယ်လို့သိရပါဗျာ။